ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လည်းပရိသတ်တွေနဲ့ထပ်ပြီးတော့တွေ့ဆုံကြပြန်ပါပြီကျွန်မတို့အမြဲတမ်းအပတ်စဉ်တိုင်းမှာတင်ဆက်ပေးနေကြဖြစ်တဲ့ဒီချဲတော်သီတာအောင်တဲ့စကားဝိုင်းစီစဉ်နေပရိသတ်များအားလုံးကိုကျေးဇူးပါတယ်ရှင်ချမ်းမင်္ဂလာပါမင်္ဂလာပါဖြစ်ဟုတ်ကဲ့အဲ့တော့ဒီနေ့မှာဖြစ်မိတို့က relationship နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဆွေးနွေးမှာဖြစ်ပါတယ်ဒါပေမဲ့ရိုးရိုးပုံမဲ့ relationship တော့မဟုတ်ပါဘူး happy relationship ဖြစ်ပါတယ်အဲ့တော့ပျော်ပျော်ရွှင်ရွှင်တယောက်နဲ့တယောက် relationship ရှိဖို့အတွက်ဆိုလို့ရှင်ဘာတွေလိုအပ်လဲအဲဖြစ်မိတို့စိတ်ကလေးတွေကိုဘယ်လို မျိုးထားရမလဲဆိုတော့ဒီနေ့မှလည်းထပ်ပြီးတော့ teacher စီအများကြီးသိရအောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ teacher မင်္ဂလာပါမင်္ဂလာပါအဲ့တော့ happy relationships are blue relationship မျိုးခေါ်ရတယ် teacher happy relationship ဆိုတာဒီခါကျရင်လူရမားတတ်ကြတယ်တကယ် happy ဖြစ်နေအထင်ကြရတယ်တလားအဲ relationship ကြားထဲမှာတူတယောက်ကကိုလိုချင်တာလေးကိုလှုပ်ပေးလိုက်လို့ပျော်သွားတာမျိုးအဲ့ဒါကိုသူတို့စိတ်ထဲမှာတကယ်ကို happy relationship လို့ထင်တယ် ။ဘာလို့လဲတူဦးတယောက်ကကိုယ်ကိုလိုချင်တာကိုလုပ်ပေးလိုက်တယ်ဆိုလို့ရှိရင်ကိုယ်စိတ်ချမ်းသာအောင်ထားတယ်ပေါ့။ဟုတ်ကဲ့။တကယ်လို့ကိုယ်စိတ်ချမ်းသာရင်ကိုပျော်တယ်ပေါ့။ဟုတ်ကဲ့။အဲ့ဒါဆိုရင် question တစ်ခုမေးရမှာတကယ်စစ်မှန်တဲ့ happiness လားပေါ့နော်ဟုတ်ကဲ့ဆိုတော့ညာသဖြင့် relationship တွေမှာစစ်မှန်တဲ့ happiness မရှိတာညားကြတယ် तू ကဒါလုတ်ပြီးမှငါပြောမယ်ဟုတ်ကဲ့เนาะပြောရှင်လဲ तू လုတ်ပြီးတော့ငါပြန်လုတ်ပြရတော့ तू ပြောမှာပဲဆိုတော့ဒီ happiness ကတယောက်နဲ့တယောက်ပေါ်မှာဟိုမိခုံနေကြတာ မိမိရဲ့ happiness ကမိမိစီကထွက်တာမဟုတ်ဘူး။မိကိုပြီးတော့မှဖြစ်နေဟဲ့။ဒါကိုတို့ကတကယ် relationship အစစ်မှန်လို့ထင်ကြတာပေါ့နော်။ပြောစရာကောင်းတာပေါ့။အစစ်မှန်နဲ့ပြောရှင်မှုလို့ထင်ကြတာ။ဟုတ်ကဲ့။ဒါမှမဟုတ်ကျေကိုဆက်ပြီးပြောသွားမယ်ဆိုလို့ရှိရင်တော့ happy relationship ဆိုတာကစစ်မှန်တဲ့ relationship လားဆိုတာကိုမေးဖို့လိုတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့အဲ့ဒါဆိုရင်လည်းဘာဖြစ်လို့မပြောနိုင်ကြတာလဲ။ပြန်ပြီးတော့ဆွဲထုတ်တဲ့သဘောပေါ့နော်။ဟုတ်ကဲ့။အဲ အဲ့ဒီအဆင့်ကိုရောက်ဖို့ဘယ်လိုသွားကြမလဲဆိုတဲ့အကြောင်းပေါ့နော်ဟုတ်ကဲ့တချေအဲ့တော့ဟိုသူများကဒါလေးလှုပ်ပေးလို့ကိုကပြောသွားရဲဆိုလို့ရှိရင်ဒါမလှုပ်ပေးမပြောတော့ဘူးပေါ့တချေအဖေကအဲ့လိုအဲ့လိုဖြစ်သွားပြီပေါ့နော်ဆိုတော့သူအဆင့်တစ်စိုက်ပေးလာတဲ့ relationship တစ်ခုမှာဂယူစိုက်တာတွေဒါတယောက်နဲ့တယောက်အပေးယူမျှတာတွေဒါမျိုးတွေကရက်တန်သွားပြီဆိုလို့ရှိရင်တော့မပြောရွှင်တော့ဘူးဆိုတော့အတိတ်ပဲအဲ့လိုလိုတက်ရောက်သွားတာပေါ့ဟုတ်တယ်ဆိုတော့ဘယ်လိုသွားရမှာလဲတချေအိမ်လမ်းကြား အဲ့ဒါကိုစပြောကြည်ချင်းအဖြစ်ပေါ့ငါရဲ့ happiness ကသူများကိုမိကိုနေတာလားပေါ့ဟုတ်ကဲ့တိကျမိကိုနေတယ်ဆိုလို့ရှိရင်တော့အဲ့ happiness ကဟိုတကယ်အစ်စ်မှမဟုတ်တကြောင်တော့မိမိကိုမိမိ happy ဖြစ်အောင်လုပ်လို့ရမှာပေါ့ဟုတ်ကဲ့ relationship ဒီမဆခင်မှာပဲဖြစ်ဖြစ်ဟုတ်ကဲ့ during ပေါ့နော်ဖြစ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်ဖြစ်ပြီးသွားတဲ့အချိန်မှာလည်းနောက်တစ်ခုကိုဆက်သွားတော့မယ်ဆိုရင် happiness ကိုအရင်ဆုံးဖန်တီးဖို့လိုတာပေါ့နော်ဟုတ်ကဲ့ ခံမဲ့တကျ။ဟုတ်ဆိုတော့ဟိုလူရရလေးတရားညောင်းနေဖြစ်ဖြစ်ဒီတရားဆို relationship ကတော့အများကြီးဖြစ်နိုင်တာပေါ့เนาะဆိုတော့ကိုယ်နဲ့အနီးကပ်ဆုံးမှရှိနေသူတယောက်စီကနေစိတ်ပိုင်းဆိုင်ရာအဖြစ်ရောပန်းဆိုင်ရာအဖြစ်ဟိုခင်မယဉ်နိမှုတွေရှိကြလာတဲ့အခါမှာကိုယ့်ရဲ့ပျော်ရွှင်မှုကအမ um, ်သူစီကိုတော်တော်များများ percentage ကရောက်နေရပါတော့เนาะဟုတ်တယ်ဆိုတော့သူမရှိဘူးဆိုတာ ਨੇ ဒုံးဆိုတော့အဲ့ပျော်ရွှင်ခြင်းဆိုတဲ့အရာကွဲပြောက်သွားသလိုဖြစ်သွားပြီးတော့ချက်ချင်းလန့်ငင်းခံစားချက်တွေ emotional ဖြစ်တာတွေသူတစ်ခုခုအမှု ှုအရာလုံနေကြပုံစံပြောင်းလဲသွားပြီဆိုတာ ਨੇ ဒီဘက်ကခံစားရခံစားချက်တွေအပြန့်အလှန်မှာထိခိုက်ကြတာပေါ့အဲ့တော့အဲ့ကိုသွားဖို့အတွက်ကဘလို့ပုံစံမျိုးနဲ့သွားရမလဲပေါ့နော်အမဟိုအဓိကတော့မိမိနဲ့ပဲဆိုင်တာပေါ့နော်မိမိက happy relationship ကိုလိုချင်တာလားဒါမှမဟုတ်ရှင်မိမိရဲ့ expectation ကိုဖြည့်ဆွန်းပေးတဲ့ relationship မျိုးလိုချင်တာလားပေါ့ဟုတ်အဲ့ဒါကိုလည်းမေးဖို့မေးဖို့လိုတယ်ခဲ့တယ်ခဏနော်ဆိုတော့ ြည့်စွမ်းပြီးမှဖက်ပြီးမယ်ဆိုလို့ရှင်တော့ကိုဘွားဘလို့နေထားမှာဖြစ်ဖြစ်ပျော်ရွှင်မှာမဟုတ်ဘူးအဲ့တော့ happy relationship ရရဖို့ဆိုတာကဒီစုခုနပြောတဲ့ being happy ကိုအရင်ဆုံး create လုပ်ရတယ်ဟုတ်ကဲ့ကိုဘသူနဲ့ပဲဆက်ဆံဆက်ဆံ being happiness လေးကကိုဟာကိုယူလာရမှာပေါ့ဟုတ်ကဲ့ဒါကြောင့်မလို့အိတ်ထဲကိုထဲ့မှာသူစီက happiness ကကိုရဲ့ happiness အပျော်ကြည့်ပြီးတော့မှဘာမှမလိုအပ်ဘူးဘာလက်ဆောင်မှလည်းမလိုအပ်ဘူးဘာစကားအသုံးလုံးတွေမှလည်းမလိုအပ်ဘူးဟုတ်နော် မိမိကိုမိမိ happiness ပဲခံယူထားပြီးတော့မှဘသူနဲ့ဖြစ်ဖြစ်ငါဒီလိုပုံစံလေးနဲ့ပဲဆက်ဆံမယ်ဆိုရင်ကြည့်လိုက်လို့ဟိုဘက်ကဘာပြန်လာမလဲဆိုတာဟုတ်ကဲ့ဒါလည်း practice လို့တော့လို့တယ်ဟုတ်တာပေါ့လွယ်တော့မလွယ်ဘူးပေါ့ဒါပဲ practice ကတော့လို့တာပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ကဒီ relationship တစ်ခုတည်ဆောက်တဲ့အခါမှာ ပြောစရာကောင်းတဲ့ဘက်ကိုမရောက်နိုင်တာကကြတော့မျိုးတွေကတယောက်နဲ့တယောက်ကစိတ်ထဲတွေးထင်တာနဲ့ဆုံးဖြတ်ချက်ချလိုက်ကြတာအာနောက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာသူ့ရဲ့စိတ်ထဲမှာတွေးနေတဲ့အတွေ့အကြုံကိုကဘာသာပြန်ကိုကိုယ့်သဘောနဲ့ကိုဘာသာပြန်လိုက်တာ သူ့ရဲ့ပြုမှုပြောဆိုတွေအကုန်လုံးကိုကိုယ့်သဘောနဲ့ကိုကိုကယူကောက်ချက်ချပြီးယူဆလိုက်တဲ့အပိုင်းนี่လေအော်ပျော်ရွှင်စရာကောင်းတဲ့ relationship မဟုတ်တဲ့အကြောင်းရင်းထဲမှာပါမယ်ထင်တယ်เนาะကြည့်ပါတယ် ရန်ကိုပါတယ်ဘာဖြစ်လဲဆိုတော့ဟိုလူတောင်နှစ်ယောက်ဆက်ဆံပြီဆိုရှင်များတော့အဖြစ်တတိမထားတဲ့တကြောင်မလို့လူတွေကမိမိရဲ့ထင်မြင်ယူဆချက်ကအရင်ယူလာပြီးသားဟုတ်ကဲ့ဖြိုးမိနဲ့ချင်းတောင်မှမပြောမဆက်ဆံရသေးဘူးဟုတ်ကဲ့ဒီဖြိုးမိကြောင်တချီကကြိုတင်ပြီးတော့မှဖန်တီးထားပြီးသားပုံဖော်လိုက်ပြီးဆိုတော့တချီတို့ခန်းစားချက်တွေပါလာပြီဟုတ်ကဲ့ခန်းစားချက်တွေပါလာပြီဆိုတော့အော်တန်တရားဆိုပါလာမယ် နော်ဟုတ်ပြီလို့ရှိရင်လည်းတတိထားရမယ်ဆိုတာပြီးပါလာတော့မယ်နော်အကာအကွယ်ယူရမယ်ဆိုတာပါလာတော့မယ်ဆိုတော့အဲ့ချိန်ပါလာပြီဆိုလို့ရှိရင်လွတ်လပ်မှုမရှိတော့ဟုတ်ကဲ့ဒီ relationship ကြားထဲမှာလွတ်လပ်မှုမရှိတော့လွတ်လပ်မှုမရှိတဲ့အခါကျတော့ happy ဖြစ်ဖို့နေတာမေတ္တာလည်းမရှိတဲ့တော့ happy လည်းမဖြစ်နိုင်တော့ happiness ဆိုတာကဒီ space လေးတစ်ခုက freedom လိုအပ်တယ်ဟုတ်ကဲ့ freedom ဆိုတဲ့ဘီးရင်လေးလိုအပ်တယ်ဒါမှလူတိုင်းလူတိုင်းက happy ဖြစ်နိုင်မှာလေဟုတ်ကဲ့ကြိုးပင်ကိုတစ်ချမ်းနေကြောက်နေရတယ်လို့ဟုတ်တစ်ခုခုကို စိုးရိမ်စိုးရိမ်နေရတယ်လို့အဲတခုခုအတွက်ကိုကြည့်ပြီးတော့လုပ်နေရတယ်ဆိုရှင်ချေတို့မှာ pressure တွေတက်နေပြီလေဟုတ်ကဲ့အဲ့ဒီအချိန်မှာလေချေတို့က happiness မရနိုင်ဘူးဟုတ်ကဲ့တခုရှိတာကတော့ relationship က risk များတာပေါ့နော်ပတ်သားတယ်လည်းဖြစ်မှာမဟုတ်ဘူးဖြစ်ဘူးဟုတ်သူကသူ human being လေကိုကကို human being ကိုရဲ့တည်ရှိမှုသူရဲ့တည်ရှိမှုအဲ့နှစ်ခု happy ဖြစ်ဖို့ဆိုတာကအာခါကြရရှိရင်ချေတို့က relationship တွေကိုကိုမပြောရှင်းဘူးတခြားလူစီမှာပြောရှင်းမှုတော့နှိုက်တာမျိုးတွေရှိတယ်ဟုတ်ကဲ့အဲ့လောက်တာရမ်းမာတယ်ဟုတ်ကဲ့သူကလည်းကိုစီကနှိုက်ဖို့လာတာကိုဆိုးတော့ကြီးနှစ်ယောက်သားကလေကိုမှမရှိရတဲ့အထင်အဲ့ဒါကြောင့်ဘာလို့ဖြစ်ကုန်လဲဆိုတော့အဲ့ तू Mr. Right မဟုတ်တော့ဘူးလို့ Mrs. Right မဟုတ်တော့ဘူး तू ငါရဲ့ right person မဟုတ်တော့ဘူးအမှန်တော့မိမိစီဟာတော်ရဲဟာတို့ awareness လုပ်ဖို့လိုတယ်ဟုတ်ကဲ့အဲ့ကြောင့်လို့ဒီချက်အများနဲ့သင်တဲ့ချဲ DIY မှာ designing your relationship သင်တန်းမှာဆိုချက်ပြောတယ်100%ယူသွားရမယ်ကိုစီကဟုတ်ကဲ့ နမလားအာ30% 70%တော့မဟုတ်ဘူးဟိုဘက်ကလည်း50% 100%ယူလာမယ်ဟုတ်ကဲ့အဲ့လိုဆိုတော့သူ့ဘက်ကယူရမျိုးရပါတာကိုယ့်ဘက်ကသိတယ်ဆိုလို့ရှိရင် awareness ရှိတယ်ဆိုတော့100%ထည့်ခြင်းရပြန်တဖြည်းဖြည်းနဲ့ तू ကလည်းဘယ်လိုကောင်းမလို့အလေးချင်းနဲ့ तू ဘာရောက်လာလိမ့်မယ်ဟုတ်ကဲ့အဲ့သဘောမျိုးပေါ့ဒါကြောင့်မလို့အမြဲတမ်းလို့လို့ဒီအတွင်းထဲမှာနှစ်ယောက်ကြားထဲမှာ concern တွေပါတာတော့တခုကိုယ့်အတွေးကြောင့်ပါလာပြီဆိုရင်တော့ဒီ relationship ဒီတည်မြဲဖို့ခက်ခဲတယ် အဖရီဒမ်မှမရှိဘူးမရှိတော့ဟုတ်ကဲ့အဲ့တော့ဆက်ဆံခြင်းကလေးကကိုက100%ပေးလိုက်ကိုကပေးချင်ပေးမယ်ဒီချက်တစ်ဖက်ကလက်မခံတဲ့အချိန်မျိုးလည်းရှိမှာပဲပေါ့နော်ကိုကတော့တရားရဂိုင်းတော့ကိုရဲ့စိတ်သဘောထားကိုရဲ့ authenticity အဲ့လိုမျိုးရွှေရှင်းမှုတွေကိုရဲ့စစ်မှန်ခြင်းတွေအကုန်လုံးကိုတစ်ဖက်ကို ဒါတန့်ကျင်ပေမဲ့တစ်ဖက်ကအဲ့လိုမဖြစ်လာတဲ့အခါမှာတစ်ဖက်ကနည်းနည်းနဲ့ခုနပြောသလိုနည်း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 စီပဲ20%လောက်ထုတ်ပြလိုက်30%လောက်ထုတ်ပြလိုက်ဆိုလို့ရှိရင်လည်းတိတ်အဆင်မပြေဘူးနဲ့တူရနော်အဲ့လိုမျိုးကြတော့ဟိုကိုကိုတိုင်း trust ဖြစ်ရတာပေါ့ဟုတ်ကဲ့ကိုကိုတိုင်း trust ထည့်ရတယ်ငါလုပ်တဲ့လုပ်ဒီအောင်အောင်အောင်မြင်ရမယ်ငါ100%ထည့်လိုက်ပြီတူထည့်တာမထည့်တာ तू ကန်လား तू ကိုနဲ့မဆိုင်တော့ तू business ဖြစ်သွားပြီကို business ကကိုဘာလုပ်မလဲကိုရဲ့ဘီးရင်းနဲ့ပဲသွားတာပေါ့ဟုတ်ကဲ့အဲ့လိုအဲ့အကြောင်းမို့ အဖြစ်ပဲနဲ့ကိုဘီးရင်နဲ့ကိုသွားကြည့်စီကိုရဲ့ပဝင်းကျင်နယ်ပယ်ကပြောင်းလဲလာလိမ့်မယ်ဟုတ်ကဲ့အဲ့တော့ကိုရဲ့တည်တတ်မှုကြောင့်မလို့ပေါ့ဟုတ်ကဲ့ကိုရဲ့စိတ်ထားခိုင်မြဲမှုကြောင့်မလို့ပေါ့နော်အဲ့လိုလဲ try လုပ်လို့ရတယ်တမီးဟုတ်ကဲ့အဲ့တော့လေညာသားဖြစ်တော့ happy relationship တခုသွားမယ်အဲဒါတယောက်နဲ့တယောက်ကပျော်ပျော်ရွှင်ရွှင်နဲ့မောက်ဖက်ကြလေတတိဆိုတဲ့အရာဖြစ်ဖို့ကကြတော့ဒီနောက်ပိုင်းဒီခေတ်တဲမှာမြင်လာရရတာကတော့ဟိုအသက်အရွယ်တခုရောက်မှပြန်တဲ့တယောက်တွေ့ကြတဲ့အခါမှာ ကိုကလည်းကိုရဲ့ဖြတ်တန်းလာတဲ့ lifestyle ပုံစံနဲ့သူကလည်းသူ့ရဲ့ဖြတ်တန်းလာတဲ့ lifestyle နဲ့သူ့ရဲ့ past story တွေနဲ့ကိုရဲ့အာဒါ past story တွေနဲ့အကုန်လုံးကို comparison တစ်ချိန်လုံးလုပ်ပြီးတော့အပြန်လန်နာကျင်စေတာမျိုးပေါ့နော်တကယ်ဟုတ်တယ်ဒါကြောင့်မလို့ပထမဆုံးကိုက relationship ထားလို့ရှိရင်မမြဲကြရည်များတယ်။ဘယ်သူမှလည်း relationship ကိုတင်ယူပြီးတော့မှမွေးလာတာမှမဟုတ်တာကြီးလို့เนาะလောက်ကြည့်ပြီးမှ ကို experience ဝင်ကြည့်ပြီးမှကိုဘက်ကလည်းဘာတွေချိုယွင်းခဲ့တယ်လဲပေါ့နော်။အဲသူ့ဘက်ကကိုလည်းကိုမကြိုက်တာပါလေပေါ့နော်။ pleasing နေနဲ့သွားတာမဟုတ်တော့ဘူးဟုတ်ကဲ့နော် sugar coat တယ်မဟုတ်တော့ဘူးဟုတ်တော့ပထမတစ်ခေါက်မှာ꽌ခဲ့တဲ့ခါကျရင်တင်ဖို့ဟာတခုကပါလာပြီးသားဟုတ်ကဲ့ဒီချေနော်နောက်တစ်ခေါက်ကြာလို့ရှင်အဲ့လိုပဲတင်ဖို့ဟာပါလာပြီးသားဆိုတော့ဒါကတော့ human life မှာတော့တယောက်နဲ့တွေ့မယ်꽌ခွာသွားမယ်နောက်နှစ်ယောက်နဲ့တွေ့မယ်꽌ခွာသွားမယ်ဒီတယောက်နဲ့ထပ်တွေ့မယ်ဒါကတော့ journey မှာဖြစ်နေမှာပဲဟုတ်ကဲ့ဒါပေမဲ့လူတယောက်ကို တယောက်တည်းတွေ့လို့တယောက်တည်းဘရောက်ဆိုဘရောက်ဆိုတာကလွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်ကဲ့เนาะဟုတ်အဲ့တယောက်ဆိုတယောက်ဘရော့ဆိုဘရော့ဖြစ်ချင်းလဲ relationship ကိုတေချာလေးလာလိုက်စားမှာ awareness နဲ့သွားမှရတယ်ဟိုဘလူးကောမနောဟိုချက်ပြီးသားပြုတ်ပြီးသား relationship အစင်သင်းဆိုတာလည်းမရနိုင်ဘူးကိုပါဝင်ပြီးတော့မှကိုပါ experience လောက်ရမယ် relationship ကဟုတ်အဲ့တော့အဟောင်းသွားပြီးလဲ target နိုင်ရမယ်အစ်စ်ကိုလဲဖန်တီးလို့ရတယ် အဲ့အဲ့သဘောပဲဟုတ်ကဲ့အဲ့တော့သဘောကတော့ experience ဝင်ကြည့်ရတယ် relationship ဆိုတော့အတွေ့အကြုံရှိပဲနဲ့ relationship အကြောင်းကိုပြောလို့လကားပဲဟုတ်ကဲ့ဒီချက်အဲ့တော့အတွေ့အကြုံတွေလည်းလိုအပ်တာပေါ့နော်ဆိုတော့ရင်တော့တိတ်တော့မရှိဘူးဒီချက်အခုတော့နည်းနည်းတော့ရှိလာဆိုတော့ဒီဒီလိုမျိုးပြောတဲ့အခါမှာဆိုလို့ရှိရင်လည်းပြောတော့တယောက်အကြောင်းတယောက်ကိုဟိုနားလည်ဖို့လိုတယ် တရားအဲ relationship တစ်ခုခိုင်မြဲဖို့ဆိုလို့ရှိရင်နားလည်မှုရှိဖို့လိုတယ်နားလည်မှုရှိဖို့လိုရယ်ဆိုရယ်စကောင်းအမြဲတမ်းလို့လို့ထည့်ပြောကြရဲဒါသူရဲ့ experience ကနေလာတဲ့အရာပေါ့နော်ဆိုတော့အအချိန်တစ်ခုရောက်လာလို့ချစ်ချင်းမြတ်တာတွေတယောက်နဲ့တယောက်အရှိနေတဲ့ attraction တွေ passion တွေမရှိတော့ဘူးဆိုရင်တော့မှမြတ်တာစိမ့်နဲ့အပြန်အလှန်နားလည်မှုနဲ့ဆိုရင်ရှင်းဆက်လို့ရတယ်ဆိုတဲ့စကားလုံးလေးကိုလည်းပြောလို့ကြားဘူးတဲ့ခါမှာ down မှန်လာပေါ့နော်ဟိုတဘောကတော့ sex love relationship ကလုံးဝမတူဘူးမတူဟုတ် တခုစီပဲ category တခု love ဆိုတာကတော့ငငယ်တော့တင်းနေကြပါ love love ရမ်းကိုဆွဲမဲ့ပြီးတော့ချစ်တာမျိုးပေါ့ဒါပေမဲ့ sex ကသူကနာသူပေါ့နော်ဒါ body part နဲ့ဆိုင်တာပေါ့နော် relationship ကြတော့လူနှစ်ယောက်ဟုတ်ကဲ့လုံးဝကို risk လည်းများတယ်ဘယ်လောက်ထိ accept လုပ်နိုင်တယ်လဲဟိုလက်ခံနိုင်တယ်လဲဟုတ်ကဲ့ဒီကြောင့်သူကိုမတိုက်တဲ့ပုံကြီးဖြစ်နေအောင်မှာကိုလက်ခံနိုင်သလားဟုတ်ကဲ့ ဒါသူနဲ့ဆက်သွားမယ်ဆိုကို့မှာ gift တွေဘာလောက်ရမလဲဆိုတော့လည်းရှိသေးတယ်ဘာတွေစွန့်လို့ရမလဲဆိုတော့ရှိသေးတယ်ဟုတ်ကဲ့ဟုတ်မလားတစ်ဖက်နဲ့တစ်ဖက်ကအဲ့လိုညှိတော့ရတာဟုတ်ဒါကြောင့်မလို့ तू ကအဲ့လိုမှမဟုတ်ဘူးねမာနတွေရမ်းကြီးနေတယ်ဆိုရင်တော့ relationship က six ရှိကိုဆက်သွားဖို့မလွယ်ဘူးဟုတ်ကဲ့တချို့မလားချက်အရင်တက်တက်ကြီးပြောနေတယ်လို့ခံစားနော်ဟုတ်ကဲ့မာနကြီးကမှလေထက်ချလိုက်မယ်ငါလိုချင်တဲ့ပုံစံမဝင်လို့ဆိုရင်လေဟိုဘက်ကလည်းအဲ့လိုပဲငါလိုချင်တဲ့ပုံစံမဝင်လို့ဆိုတော့ သွားမှာပဲပြတ်ပြတ်သွားတာပေါ့နော်အဲ့လိုမျိုးပဲဖြစ်မှာပဲဒါကြောင့် relationship ကဟိုလှုပ်လေတကယ်ကို experience နဲ့ဝင်ပြီးတော့မှကို give up တွေလုပ်ခဲ့တယ်ကို accept လုပ်တယ်ဆိုရင်တဖြည်းဖြည်းနဲ့ sharing နဲ့မှပါလာတယ်ဟုတ်ကဲ့ bond နဲ့ဖြစ်သွားတယ်အဲ့ bond ဖြစ်ပြီးတော့မှ sharing မှပါလာပြီးတော့မှဖြစ်လာတဲ့ဒီနှလုံးသားမှပါတော့လုံးဝပါလာတဲ့ဟာကြလို့ရှင်တော့ तू อ่ะအဲ့ love ကမှအစ်ဟုတ်ကဲ့တောင်းနေတောက်ဘွားကို တူဦးတယောက်ရဲ့ဘဝကိုကဝင်ပြီး share လုပ်တာကိုယ့်ရဲ့ဘဝကိုလည်းသူ့ကို share ခွင့်ပေးလိုက်တာဟုတ်ကဲ့ဗျာအဲ့ခေါ်ဘာလို့လဲ straight communication လို့ရဟုတ်ကဲ့အရန်မှန်ကန်ပြီးတော့ပြတ်သားတဲ့အကြံပေးစကားပေါ့နော်တကယ်ဘာဆိုမိမိလိုနေတာဒါပဲပေါ့လीနော်ဆိုတော့ဒီတိုင်းမဲ့ဟိုအဆင်ပြေအောင်နေကြပါနားလည်မှုရှိကြပါဆိုတာထက်ကို ပို့ပြီးတော့လင်းလင်းနဲ့တဲပို့ပြီးတော့အသေးစိတ်ကြပြီးတော့ပို့ပြီးတော့အော်ဂယုစိုက်ဖို့လိုတဲ့အချက်တွေအများကြီးရှိတာကိုလည်းတွေ့လိုက်ရတယ်ပေါ့နော်ငါကတော့ဒါငါပုံစံပဲငါသူများရဲ့အကုန်လုံးလည်းဒီလိုဆက်ဆံတာဆိုတော့အော်မင်းလည်းဒီလိုပဲနေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လာတဲ့ခါကျရင်တစ်ဖက်သားအဲ့လိုမနေနိုင်ဘူးဆိုလို့ရှိရင် အဲ့ဒါဘလို့မှအဆင်မပြေနိုင်တော့ဘူးပေါ့နော်ဆိုတော့ပြီးတော့တစ်ဖက်နဲ့တစ်ဖက်အဆင်ပြေအောင်သူ့အဆင်ပြေအောင်ကိုလိုက်ပြီးတော့နေရတဲ့အခါမှာကိုယ်စိတ်လွတ်လပ်မှု freedom ရတဲ့အတွက်ပင်ပန်းလာတဲ့အခါမှာ happy relationship ဆိုတဲ့ ဟိုစီကိုဘလုံးကမရောက်နိုင်တော့ဘူးပေါ့နော်ဒီစဲဆိုအဲ့လိုမျိုးပဲပြောမြဲလမ်းခွလတ်မှာဟိုရက်တန်သွားတဲ့ relationship တွေလည်းအများကြီးရှိမှာပေါ့လေဟုတ်တယ်ဆိုတော့အမြဲတမ်းတော့100%တော့ပြောမြဲလို့ तू ကြိုက်တဲ့ပုံစံကိုလည်းပြောင်းလဲမပြစ်နိုင်သလိုကိုယ့်ရဲ့တစ်လုံးရှင်တန်လှောက်ရှားလာရတဲ့အရာတွေကိုလည်း give up လုပ်လိုက်ဖို့ဆိုတာလည်းမလွယ်ကူဘူးလေနော်ဒီချက်အဲ့တော့ဂျာထဲမှာမျှချီနဲ့တွားရမယ်တရားနဲ့တရား life တွေကိုတရားဝင်နေဆိုတာတော့တော်တော်ကြီးမလွယ်ရဲ့ကိစ္စပေါ့နော် relationship ကတကယ်တမ်းကျတော့ရော့ပရမရော့နကားပဲဟုတ်ကဲ့အရှင်းဆုံးပြောတာအဲ့ business ပဲဟုတ်ကဲ့နော်ဟိုကိုကကိုလိုချင်နေဆိုရှင်လေသူလိုချင်တာလည်းကိုပေးနိုင်ရမယ်လေဟုတ်ကဲ့အဲ့သဘောမျိုးမှာအဲ့လိုမှာပွပွလင်းလင်းလေးပြောရမှာ authentic communication လို့ရတယ်။ကိုယ့်ရင်ထဲမှာခံစားတာကို direct ပြောနိုင်ရမယ်။ဟုတ်ကဲ့။မပြောလို့ကိုယ်ဝိုက်နေပြီဆိုရှင် understanding မဖြစ်တော့ဖြစ်တော့တကယ်တမ်းတကယ့်ကိုပွပွလင်းလင်းပြောမှမိမိပြောတဲ့စကားဒီပွလင်းတဲ့စကား honest ဖြစ်တဲ့စကားဆိုရင်တခြားတယောက်ရဲ့ယဉ်ပတ်သေးကိုရောက်သွားတတ်တယ်။ဟုတ်ကဲ့။ကို relate နဲ့ဖြစ်သွားတတ်တာပေါ့။ဟုတ်ကဲ့။နော်။ယဉ်နီးသွားတတ်တယ်။ဟုတ်ကဲ့။ကိုကလည်းအဲ့လိုမျိုးပေးလောက်တာမျိုးသူ့ကိုလည်းကိုကလောက်တာမျိုးဆိုလို့ရှင်တော့အဲ့ဒီယောက်ကတွင်းဝမ်းမယ်သူက။ဟုတ်ကဲ့။ team လိုမျိုးဖြစ်သွားတာပေါ့။ဟုတ်ကဲ့။အဲ့လိုအနေထားရောက်ဖို့ဆိုတာကအဲ့လိုရောက်ပြီးလို့ရှင်လည်းကိုကိုယေရှုတင်ရမယ်။ဘာလို့လဲဆိုတော့ကိုကဒါအောင်မြင်သွားပြီလို့ခေါ်တယ်။ဟုတ်ကဲ့။အဲတခုမှမဟုတ်ဘဲနဲ့ relationship တော့လိုချင်တဲ့ကိုယ့်ရဲ့ pattern ကြီးထဲမှာဝင်ရမယ်ဒီတယောက်ကဆိုလို့တော့ ကိုအထီးကျန်ဖြစ်မှာပဲဟုတ်ကဲ့ကိုလုံးလေးဖြစ်မှာပဲဟုတ်ကဲ့သိကြတာပေါ့ဒီချက်အဲ့တော့တောင်းနေတောင်းခုချိန်ကနေစပြီးတော့အတင်းအဓမ္မပုံသွင်းတာတွေမာနတရားတွေထားပြီးတော့ဟိုခုနပြောသလို strict communication မလုပ်ဘဲနဲ့ပေါ့နော် မော်ရှင်ထဲမှာမြို့တိတ်ပြီးတော့အဆိုင်ခဲတွေအများကြီးထပ်ထားပြီးတော့အာရှိတာမျိုးကအရင်အဲ့နေရများပါတယ်ဆိုတော့အဲဒါကပျက်စီးဖို့ကိုသွားနေတဲ့ relationship လို့ပြောလို့ရတာပေါ့နော်ဆိုတော့အဲဒီချက်နေနဲ့ဒီကနေပရိသတ်တွေကိုဒီ happy relationship ship နဲ့ပတ်သက်ပြီးတော့ဗာမြန်နောက်ဆုံးပြောချင်ပါသေးတယ်ဒီစေပပြချင်တာ tech experience ရပေါ့နော်တကယ်ကြ relationship happy relationship ကိုလိုချင်နေဆိုလို့ရှိရင်တော့လေကိုက contribution နဲ့တွားရတယ်เนาะမျိုးသားနဲ့မျိုးသမီးဆိုလို့ရှိရင်လည်းသူလည်း လူသားတယောက်ပဲနှိချတာမတူတာကိုလည်းလူသားတယောက်ပဲနှိချမတူဘူးဒါပေမဲ့သူနဲ့ကိုနဲ့ဘယ်လိုမျိုးတောင်းနေတောင်းပန်ပိုးပြီးတော့ဘဝကိုတက်ကြမလဲပေါ့နော်ဘဝကိုပန်ပိုးပြီးတက်မယ်စိတ်ဆန္ဒလေးတော့ပါမှဖြစ်မယ်ဟုတ်ကဲ့အဲ့လိုမှမဖြစ်ဘလို့မှ relationship မရနိုင်ဘူးနော်စိတ်ဆန္ဒလေးနဲ့တွားပြီးဟဲ့ဆိုလို့ရှိရင်တော့ဘယ်ထိတွားနိုင်မှာလဲတည်တဲ့ထိတွားနိုင်လားဆိုတာလည်းကိုမင်းရမယ်လीနော်အဲ့လက်တွဲမှာပဲကိုကအဆင်ပြေမှာပြီးရင်ဖြစ်လို့ယူထားပြီးတော့မှ ကိုကဗီတာမင်ကြီးဖြစ်နေတယ်ဆိုလို့ရှင်လေဘလို့ happy ဖြစ်မှာတော့ဟုတ်ကဲ့ကို့မျိုးသားရဲ့ကို့မျိုးသမီးရဲ့ဖိနှိပ်ခြင်းကိုခံနေရတယ်သူ့ကိုပြန်မပြောရဲဘူးဆိုလို့ရှင်တော့ဘယ်တော့မှကိုက happiness really happy relationship ဘဝကိုမရောက်နိုင်ဘူးပေါ့နော်ဟုတ်ကဲ့ပါချမှတ်သားထားပါမယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးပါတင် ဟုတ်ကဲ့ကျွန်တော်မျိုးတောက်လျှောက်ဒါဆွေးနွေးလာတဲ့အကြောင်းအရာတွေမှာဆိုလို့ရှိရင်လည်းတခုချင်းစီမှာမှတ်သားစရာလေးတွေနောက်ပြီးတော့ကိုယ်ရင်ထဲမှာမရှင်းမဲနဲ့သိချင်နေတဲ့အကြောင်းအရာလေးတွေဒါတော်တော်များသိလိုက်ရတယ်လို့မျိုးပဲပြိသက်တွေအနေနဲ့ဆိုလို့ရှိရင်လည်းဒီ relationship နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာအဖြေထုတ်ချင်တဲ့အကြောင်းအရာလေးတွေရှိခဲ့မယ်ပါခဲ့မယ်ဆိုလို့ရှိရင်လည်းဒီနေ့ topic လေးကနေအာကုကိုကိုနည်းနည်းစဉ်စဉ်သုံးသပ်ဖို့အတွက်အကြောင်းအရာလေးတစ်ခုလောက်ရရှိစေမယ်လို့ယုံကြည်ပါတယ်ဆိုတော့ဒီနေ့ကတော့မျိုး happy relationship နဲ့ပတ်သက်ပြီးတော့ပြောခဲ့တာပါနောက်တစ်ပတ်မှာဆိုလို့ရှိရင်လည်းကဲမောင် mindfulness နဲ့ပတ်သက်တာမျိုး inner wellbeing နဲ့ပတ်သက်တဲ့ဘယ်လိုမျိုး topics တွေနဲ့ပြန်လာခဲ့မလဲဆိုတာကိုလည်းစောင့်မျှော်ပြီးတော့ကြည့်ရှုစေချင်ပါတယ်ရှင်ဒီနေ့အစီအစဉ်ကိုကြည့်ရှုအားပေးတဲ့ပရိသတ်များအားလုံးကျေးဇူးများရွတ်တင်ပါတယ်